အားလုံးနဲ့မင်္ဂလာပါရှင်ကျမတို့ကတော့ grade 10 group 2ကနေပြီးတော့အာဒီနေ့မှာ i can appreciate ဆိုရဲ့ခေါင်းစဉ်လေးအောက်မှာဒီအကြောင်းအရာကိုဘယ်လိုနားလည်ထားလဲဆိုတာကို CO2 CO4 CO16 နဲ့ CO20 တို့ကဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အဲလူငယ်မှာ appreciate ဆိုတာကတကယ်လိုအပ်တယ်ပေါ့နော်လူနှုံးဦးဆက်ဆံရေးဒါမှမဟုတ်လို့ရှိရင်ပတ်ဝန်းကျင်ဆက်ဆံရေးဒီမှာလည်းအ appreciate တွေလိုအပ်တယ် ကိုယ့်ဘက်ကလည်း appreciate လုပ်တဲ့နဲ့အဲ့တော့မှဒီတစ်ဖက်သူကလည်း appreciate ပြန်လုပ်လာမယ်ဒါမျိုးတွေလည်းရှိတတ်တယ်ဒီကနေပြီးတော့ဆက်ဝိုင်းတစ်ခုလိုပဲပေါ့ကိုယ့်ဘက်က appreciate လုပ်တယ်အာတခြားတစ်ဘက်ကလည်း appreciate ပြန်လုပ်တယ်ဒီကနေပြီးတော့လည်းပတ်သွားမယ်ပေါ့အာတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံအများဆုံးချင်းကိုကိုကိုထက်ကိုအဲ့ကိုဖြတ်တန်းလာတဲ့လူတွေကိုချုပ်ပြီးပြောရမယ်ဆိုရင်ငယ်ဘဝပေါ့လူငယ်တွေမှာကဒီစာလုပ်ခဲ့ပေါ့နော်စာလုပ် တဲ့အချိန်မှာဆိုလို့ရှိရင်မိဘတွေကအားပေးကြတယ်အဲ့အချိန်ကြာလို့ရှိရင်ဒီကလေးတွေကဒါ appreciate တခုရတာပဲပေါ့တစ်ချိန်အချိန်တခုရောက်လာပြီဆိုလို့ရှိရင်အကလေးတွေကအောင်မြင်လာတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်စုရရပေါ့စုရရအခါကြာလို့ရှိရင်စုပွေးပွဲတက်လာတယ်တခြားမိဘရောကိုမိဘရောပြီးတော့တငယ်ချင်းတွေရောဆရာမတွေရောဒါတွေကလက်ခုပ်တီးပေးကြတယ်ဒီကနေလဲ तू က appreciate ကိုရခဲ့အဲ့ဒီ appreciate က လက်ခုပ်တည်ရဲ့ဒီအသေးအမွှားကိစ္စလေးကနေကိုကိုကွန်ပျူလိုက်တဲ့အတွက်အကြောင်းမို့လို့အသေးအမှတ်ပြတဲ့အတွက်အကြောင်းမို့လို့ကိုကပို့ပြီးတော့အကျိုးချမ်းစင်စိဖြစ်လာမယ်ပေါ့နော်အဲခလေးတွေရဲ့အုံနောက်မှာကမတိစိကနေပြီးတော့အငြင်းတန်းတင်ယူနေတာဖြစ်တယ်ဒီကနေပြီးတော့ तू ကဘလို့ appreciate လုပ်ရမယ်ဆိုတာကို तू ကဆက်ပြီးတော့တင်သွားခဲရတယ်ပေါ့နော်နောက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုယ်ကသနာနဲ့အလုပ်တွေမှာလည်းဒီတိုင်းပဲပေါ့နော်ကိုကအရွယ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်ကို appreciate လုပ်ခံရတဲ့သူ ဖြစ်ခဲ့ပေမဲ့အအရွယ်ရောက်လာပြီဆိုရတဲ့အများကလည်း appreciate လုပ်တဲ့လူဖြစ်လာတယ်။သူတငင်းတင်ယူခဲ့ရတဲ့ဒီ appreciate ကိုသူတင်နန်းသားတွေတငင်းချင်းအပေါင်းအသင်းတွေပြည့်စရာမတွေရှိသမျှဒီအလူကြီးရောလူငယ်ရောအသက်အရွယ်အတူတူရောအကုန်လုံးကို appreciate လုပ်ဖို့လိုအပ်ပါတယ်။တင်နန်းမှာလူကြီးပေါ့ချလေးဆိုတော့အာတူတူကိုကိုလူမှုရေးပြဿနာကြီးရှိတတ်ကြပါတယ်။အဲ့ပြဿနာတွေမှာလည်းအာတစ်ဖက်သူရဲ့စကားကိုကိုကနားထောင်ပေးရတယ်။ဒီအဲ့လို တဖက်သူရဲ့စကားကိုနားထောင်ပေးရတယ်ပြီးတော့ကိုကနားထောင်ပေးတတ်တဲ့သူဆိုပြီးတော့ကိုကိုအတိမတ်ပြူတယ်ဒါကလည်း appreciate တခုပဲပေါ့နော်ဒီကနေပြီးတော့ပေါင်းသင်းဆက်ဆံရေးမှာကောင်းလာမယ်ဒါ appreciate ရဲ့ effective တခုကိုကိုကခံစားရမျိုးပဲဖြစ်ပါတယ်ဒီတော့ appreciate ကိုဒီလောကကြီးမှာလိုအပ်တဲ့အရာလို့သတ်မှတ်လို့ရပါတယ်တကယ်ကိုအုံမြင့်တဲ့ခုပေါ့နော်ဒီ appreciate ကြောင့်ဒီပတ်ဝန်းကျင်ကကိုက လူတယောက်ကို appreciate လုပ်တယ်နောက်လူတယောက်ကို appreciate လုပ်တယ်ဒီလိုပတ်ဝန်းကျင်ကလူတွေကို appreciate လုပ်ရင်လည်းကိုယ့်ပတ်ဝန်းကျင်ကပိုပြီးတော့အာတိုးတက်လာတဲ့ပတ်ဝန်းကျင်မျိုးဖြစ်လာမယ်ပေါ့နော်ဒါကအာ appreciate လုပ်ခြင်းကောင်းကောင်းချက်ပေါ့နော်ဒါကြောင့် appreciate ကိုအာတပတ်သူစူးစမ်းခြင်းစိတ်ရှိလာအောင်ကိုယ်ကလုပ်ပြီးရဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်လည်းကောင်းတယ်သူများအတွက်လည်းကောင်းတယ်ပေါ့နော်ဆိုတော့နောက်အာဆက်လက်ပြောပြီးမှာကတော့04ဖြစ်ပါတယ်04ဆက်လက်ပြောပြီးပါအောင်နော် appreciate ဆိုတာသူတယောက်ရဲ့တန်ဖိုးကိုသဘောပေါက်တာတန်ဖိုးထားတာတန်ဖိုးထားတာဖြစ်တယ်လူတယောက်ရဲ့ကြိုးစားမှုလှုပ်ဆောင်မှုနားလည်ပေးမှုကိုကိုကမကြိုက်ဘူးဝေဖန်နေတယ်ပြောငင်းဆိုခြင်းပဲညာသူ့ကိုညင်ချင်းစွာပြောပြောသူ့ရဲ့လှုပ်ဆောင်မှုအတိမဲ့ပြုပေးတဲ့နဲ့ appreciate လုပ်ပေးတဲ့နဲ့ဘာကြောင့် appreciation လုပ်နေလဲဆိုတော့ယုံကြည်မှုနဲ့ချစ်ခင်မှုရတနာတယောက်တိဆောက်နိုင်တယ်ကို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 ယုံကြည်မှုနဲ့အားတက်စေတယ်ညင်ပွားမှုတွေကိုရောချပြီးရောညှို့မှုကိုရရှိစေတယ်အဖွဲလိုက်လှုပ်ဆောင်မှုတွေတိုးတက်စေတယ် ့မှာတစုံတရာကကိုကိုလိုရဲ့မှားမှားနေကြဘူးလိုလိုလိုချင်းအစင်ပြဲကြအောင်စားခြင်းနဲ့ကိုပေါ်ချစ်ခင်မြင်လို့ရဲ့အစင်နဲ့လေးစားတဲ့အစင်နဲ့ပြောပြောရတဲ့တရားကိုဗျာဘယ်တော့မှပြစ်မတင်ပါနဲ့မွေပါမဲ့သူ့ရဲ့နားလည်မှုကိုတိမဲ့ပြုတ်ပြီးတဲ့နဲ့ကိုဘက်ကမလိုက်နိုင်ရင်တော့သူပြောတာတွေကိုတိမဲ့ပြုတ်ပေးရမယ်သူပြောတာတွေနဲ့အစင်ကိုကဘာတွေမှားနေပြီလဲဘာတွေစင်ရင်တက်လဲဆိုတာလေတွေးရမယ်တွေးရရင်ဗျာ appreciate ဆိုတာလူတယောက်နဲ့တယောက်လေးစားမှုနဲ့နားလည်မှုလို့ ိုလို့ရတယ် appreciate ဆိုတာကတော့ဒီစုံတရားရဲ့ကောင်းကွက်သူ့ကူညီပေးတာတွေဒီသူ့စူးစမ်းပေးတာတွေကိုကိုယ်ကနေပြီးတော့အတိမတ်ပြုပေးတာဒါမှမဟုတ်ဂျေဆုတင်ပေးတာကိုပြောတာပါဒီစကားအနေနဲ့ပြောရမယ်ဆိုရင်တော့ဂျေဆုတင်တဲ့တန်ဖိုးထားတဲ့ဒီလေးစားရဆိုတဲ့အိပယ်လေးသက်ရောက်ပါတယ်ဒီဥပမာကိုယ့်ရဲ့ငွေချင်းတယောက်ကဒီကိုယ့်ကိုကူညီပေးတဲ့အခါဒီကိုယ်ကိုယ့်ဘက်ကနေပြီးတော့ဗောနော်ဒီ thank you so much i really appreciate you ဟာဒီဂျေဆုရင်တက်ပါတယ်မင်းရဲ့ကူညီကငါတို့တကယ်တန်ဖိုးရှိပါတယ်လို့ပြောပေးလိုက်အောင်လေဒီဒီကူညီပေးတဲ့သူစိတ်ထဲမှာလေပီတိဖြစ်သွားပါတယ် appreciate ဆိုတဲ့စကားလုံးကတိုးဝင်မဲ့သဘောကဒီတခြားသူရဲ့အကူအညီကိုကိုယ့်ဘက်ကနေပြီးတော့တကယ်တန်ဖိုးထားရဲဆိုတဲ့သဘောကိုတက်ရောက်တဲ့အတွက်ဒီပြောပြောတင်ပါတယ်။ဒီကျွန်တော်မှလည်းဒီ appreciation နဲ့ပတ်သက်ပြီးတော့ဒီဖြစ်ရတစ်ခုခုရှိပါတယ်။ဟုတ်ဒီထဲမှာပါတယ်ကျွန်တော်တကယ်ချင်းနမယ်ဟိုတော့ဒီမမောင်ဆိုတဲ့အမိလွှဲနေပဲပြောပြချင်ပါတယ်။ဒီကျွန်တော်အရင်ကတခြား online ကြောင်းမှာဆက်စတဲ့ကျင်းတော့ကဒီသူတို့ group project တစ်ခုလုပ်ခိုင်းပါတယ်။ဒီကျွန်တော်အဲ့တော့ဆက်စတဲ့ကျင်းဆိုတော့ဒီ group project ဆိုတာဘာမှလည်းမသိဘူးဒီတောင်းလို့လည်းကျွန်တော်မလုပ်တတ်သေးပါဘူး။ ဒါပေမဲ့ကျွန်တော်ပေးတဲ့တောင်းကိုဒီအဖွဲ့တွေကတကယ်ချင်းတူဖြစ်တယ်မမောင်ကပဲဒီကျွန်တော်တောင်းနေကိုဒီသူ့တောင်းနဲ့တစ်ခါလေးလုပ်ပေးလိုက်ပါတယ်အဲ့လိုမမောင်ကအဲ့လိုမျိုးကူညီပေးတဲ့အောင်တည်ပြနေအောင်ပါဒီကျွန်တော်အနေနဲ့လည်းဒီမမောင်ကိုအကျိုးပြုမဲ့ရကိုပြန်လည်းလုပ်ပေးရှင်ခဲ့ပါတယ်ဒီနောက်တစ်ခါဒီ project ပြတဲ့ခါမှာဒီမမောင်တယောက်တည်းနဲ့ဒီဆရာရှိမှတင်ပြဦးတော့ဒီ project slide တစ်ခုကိုပြင်ဖို့သူအချိန်မလုံလောက်တော့ဘူးအဲ့တော့ကျွန်တော်ကနေပြီးတော့သူ့ရဲ့ဒီ presentation slide တစ်ခုလုံးရေးပေးတယ်ပြီးတော့သူ့ရဲ့ဒီ script လည်းရေးပေးလိုက်အတွက်သူ့ရဲ့လောက်အောင်မြင်သွားပါတယ်အဲ့လိုမျိုး သူရဲ့လက်ကိုကူညီပေးတာကျွန်တော်ဆိုတော့လည်းသိတယ်ပေါ့မမောင်ကနေပြီးတော့ကျွန်တော်ကိုလည်းကျေးဇူးတင်တယ်လို့ဒါပြောပါတယ်။ဟုတ်ဒီဖြစ်ကတော့ဒီကိုကူညီပေးတဲ့သူကိုဒီကိုကိုလုံးလုံးပေးခဲ့တာပြီးတော့ဒီ appreciate ဖြစ်တဲ့အနေနဲ့သူရဲ့ခက်ခဲနေတဲ့ခါမှာပြန်လည်ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလူတယောက်နဲ့တယောက်ရဲ့ရှားမှာဒီတယောက်ရဲ့ကောင်းကွက်ကိုတယောက်ကနေပြီးတော့ဒီတံမိုးထားပေးတာဒီလူတယောက်ရဲ့ရှားမှာသူ့ရဲ့ဆက်ဆက်ရေးကိုလည်းပို့ပြီးတော့ခံရဲစေပါတယ်။ဒီဟိုဒီဆက်လက်ပြီးတော့0တွဲကပြောပြပေးတော့မှာဖြစ်ပါတယ်။အော်ဟုတ်ပါဘူး။ appreciate ပေါ့နော် appreciate ဆိုကျွန်တော်တို့အာဆက်စားခြင်းဗျာအလုံးဒီဒီဇိန်းတွေပါတယ်ကျွန်တော်တို့ appreciate မလုပ်ခင်ဗျာအင်ကမိဘပေါ့မေမေပေါ့ဟိုအနီးအနီးများတဲ့သူပေါ့ဆိုတော့မေမေဖြစ်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 သူတို့စီကိုသွားပြီးတော့အမေကျေးဇူးတင်ပါတယ်ပေါ့မွေးဖွားပြည့်အတွက်ပါမေပါညာပေါ့သူတို့ကျေးဇူးတင်တယ်ပေါ့အဲ့လိုမျိုးပဲမိဘကျွန်တော်တို့မိဘလိုချင်တာဗျာအဲ့လိုမျိုးရွှေလင်းငွေမဟုတ်သူတို့အတိမတ်ပြူရယ်သူတို့အဖီသူတို့ဒီတာသမီးတွေပေါ့ view ဆိုင်တယ်သူတို့က appreciate ခံနေတာပေါ့ဒါမိဘတိုင်းဆန်းလာပါပဲ ကျေးဇူးတင်ကျေးဇူးတင်တာကိုကျွန်တော်ဖော်ပြဖို့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့တကယ်တကယ်ဘာမလဲတကယ်တကယ်ရင်ထဲကနေလှလိုက်လေးလေးပေါ့နော်အပေါ်ရင်ပြောတာမဟုတ်ဘဲတကယ်လှလိုက်လေးလေးပြောမှလည်းဟောဒီ appreciate ကတကယ်ဖြစ်တာပေါ့နော်ရင်ထဲကနေပြောတကယ်ကိုအခက်ခဲရောက်နေတဲ့အချိန်မှာသူများကိုကူညီလိုက်ပဲထားပါတော့ကိုကအဲ့ဒါကိုရင်ထဲကနေပြီးလှလိုက်လေးလေးတကယ် appreciate လုပ်ပါလေပြီးတော့အဲ့လိုမျိုးထားပါတော့ project တစ်ခုလုပ်လဲဆိုရင်သူကြီးကြီးစကားတွေအဲ့လိုမျိုး တခုသူ့သူ့လက်အတွေးတခုတွေပါတယ်ပေါ့ကိုတွေးပေးရအောင်ပြောပေးရပါဘောလုံတင်းလုံပေးနေမယ်ကျွန်တော် appreciate ကိုကျွန်တော်ဒီစက်ဆိုင်တွေမှာတုံးချလို့ရပါတယ်ဆိုပြောပြရင်လည်းကျွန်တော်ဆုံးသက်လိုက်ရှင်ပါတယ်အစီအဖို့ဒီချက်လက်အဆိုးလေးပြောပေးပါအာဟုတ်ကဲ့ပါရှင်ကြည့်ရှုနားထောင်ပြီးခဲ့ကြရဲ့ဒီချက်ကြီးနဲ့တောင်းသားចောင်းသူများအားအထူးပင်ကျေးဇူးတင်ရပါတယ်ရှင်